ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မွန်းတော်မကတည်းပြီးတော့အချောအသက်ပြီးစီးပြီးဖြစ်တဲ့ Nilo Collaboration မှာပါလာမယ့်စကင်တွေရဲ့ပုံစံလေးတွေကိုတွားပြီးတော့ကြည့်သွားကြမှာပဲဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားရဆိုရင်တော့ဗီဒီယိုလေးကိုဆောင်းကြည့်ဖို့တော့ကိုပြောချင်ပါတယ်နောက်ရဲ့ Channel လေးကိုလည်း Subscribe လုပ်ထားပြီးဆိုရင် Subscribe လုပ်ထားကြဖို့တော့ကိုတောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပထမဆုံးတော့အနေနဲ့ကတော့အာရာဘူစာနဲ့ Collab လုပ်မယ်ခခချီရဲ့စကင်လေးပဲဖြစ်ပါတယ်ဒီစကင်မှာဆိုရင်လည်းဘယ်လိုမြင်တဲ့အတိုင်းပဲ Intro Animation တွေအစားလာတယ်ပြီးတော့နောက်ခံ Background ကဆိုရင်လည်း Nilo လေးရဲ့ပါတဲ့ တဝင်ငယ်တစ်ခုတည်းနေရာနဲ့ background ကိုထားရပြီးတယ်ဆိုတော့ဒီကတော့ night ကိုရတာကိုလုံးဝရသေးတယ်စကင်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အရင်ကဗီဒီယိုမှာပြရတဲ့ဟာတွေလို့မျိုးမဟုတ်ဘူးဒီဗီဒီယိုမှာတော့ကျွန်တော်တို့မွန်းတော့ဘကတွေပြီးတော့တိတ်ချထောက်ထားပြီးတဲ့ဟာဖြစ်တဲ့အတွက်မွန်းတော့ဘကတွေပြီးတော့အားဆိုင်ထားတာကိုလည်းတွေ့ရမယ်ပြီးတော့စကင်တွေကလည်းစပေးစိတ်တော်တော်လေးကိုမှမိုက်တယ်ဒီမှာဆိုရင်လည်းစကေးဖတ်တွေကတော်တော်လေးကိုမှနှားတယ် တို့မြင်တဲ့အချိန်ပဲစကင်ဖတ်ကြီးပြောစရာမရှိပါဘူးအဲ့တော့ခါခါကြီးစကင်ကတော့တော်တော်လေးဥမာမိုက်ပါတယ်ဒီမှာအဲဒီပိုင်းနဲ့ဟာမှာဆိုရင်လည်းစကင်ဖတ်ကြီးကတော်တော်လေးဥမာမိုက်တယ်ပြီးတော့ဒီမှာအိမ်ပြန်တဲ့ဟာမှာဆိုရင်လည်းအတန်းစာတူချာလေးလုတ်ပေးတာတယ်အဲ animation ကလည်းတော်တော်လေးဥမာမိုက်ပါတယ်ဒါဆိုရင်နောက်ကောင်ဆက်ပြီးတော့ကြည့်လိုက်ကြအောင်နောက်ကောင် အနေနဲ့ကတော့ subscribe ပဲဖြစ်ပါတယ် subscribe ရဆိုရင်လည်းဒီမှာဆိုရင် intro animation လေးကတော်တော်လေးဥမာနှာနေစူဇန်နိုကြီးထွက်လာတာအစားတော်တော်ဥမာမိုက်ပါတယ် ဒါမဲ့ကျွန်တော်မကြိုက်တာလေးတခုကတော့ရှိနေသေးပါတယ်ဘာလို့လဲဆိုတော့စူပါနိုကတကယ်လေးရုပ်ပေါက်နေသေးလားလို့ကျွန်တော်ကတော့ထင်မိပါတယ်အဲ့တော့ဘလို့ဘလို့ထင်လဲဆိုတော့ဆက်ပြီးတော့ကြည့်ပေးကြပါအဲကျန်တဲ့ scale effect တွေကတော့လုံးဝပြောစရာမရှိပါဘူး size scale ရဲ့ scale effect တွေကတော်တော်လေးဟိုမှာသေတန်းစားပါပါတယ်အဲ့တော့ဘလို့အနေနဲ့ဆက်ပြီးတော့ကြည့်လိုက်ကြပါ ျွန်တော်ပြောတယ်စူဇန်တို့ကနင်းနေပြီးရုပ်ပေါက်နေတယ်ဆိုတာဒီမှာပြောတာပဲဖြစ်ပါတယ်ဘရိုမြင်တဲ့အချိန်မှာစူဇန်တို့လေးကနင်းနေပြီးရုပ်ပေါက်နေတယ်ဆိုတော့ကျွန်တော်တော့ထင်ပါတယ်အဲ့တော့ဘရိုကဘယ်လိုထင်လဲဆိုတော့ comment လေးမှာရေးခဲ့လို့ရပါတယ်ဂျန်နဲ့ skill effect တွေကတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အချိန်မှာလုံးဝပြောစရာမရှိဘူး skill effect တွေတခုချင်းစီကိုတော်တော်လေးမှာသေးစိတ်ကြီးလုပ်ပြရတယ်တော်တော်လေးကမှလည်းလှတယ် skill effect တွေဆိုတော့ပြောစရာမရှိတော့အောင်လှတဲ့နေရာမှာပါပါတယ်အဲ့တော့ဘရိုအနေနဲ့ရောကြိုက်ရလားဆိုတော့ comment လေးမှာရေးခဲ့လို့ရပါတယ်ဒါဆိုရင်တော့နောက်တစ်ကောင်ဆက်ပြီးတော့ကြည့်လိုက်ကြရအောင် နောက်တော့ကောင်အနေနဲ့ကတော့ Naido ရဲ့စကင်လေးပဲဖြစ်ပါတယ်။ဒီစကင်မှာဆိုရင်လည်းဒီ intro animation ကိုကြည့်ရတာတော်တော်လေးကိုမှမိုက်တယ်။လုံးဝအလွင့်ကြီးကိုလုပ်ပြရတာပဲဖြစ်ပါတယ်။ Mondo အနေနဲ့ဒီတစ်ခေါက် collaboration ကတော့အကြီးလုပ်ပြထားတာပဲဖြစ်ပါတယ်။ Naido စကင်မှာဆိုရင်တော်တော်လေးကိုမှသိတာပါတယ်။အတန်တရားစားလုံးဝတေချာလေးလုပ်ပြထားတာကို Pro အနေနဲ့မြင်တွေ့ရမယ်။ပြီးတော့ဒီ event collaboration event လုံးဝအကြီးလုပ်ပြထားတာဖြစ်တဲ့အတွက် ဒရုန်းအနေနဲ့ပတ်စံလေးတော်တော်လေးဥမာကုံမင်းလို့တော့ကျွန်တော်ကတော့ထင်နေပတ်စံကုံတာနဲ့တန်အောင်လို့စကင်နီရဲ့စကေးဖတ်တရားလေးလှပါတယ်အဲ့တော့ပတ်စံကုံအကျိုးလေးနဲ့ပါတယ်ပြီးတော့ဒါအပြင်မှာပရိုရိုအနေနဲ့မွန်တိုဘာကနေပြီးတော့အာနိုင်တိုမတ်ဆိုပြီးတော့လည်းထုတ်ပေးဥမာပဲဖြစ်ပါတယ်အဲ့တော့ဒီနေရာဒီအကောင်လုံးရာသွားမိတ်ဆိုရင်တော့ပရိုအနေနဲ့လုံးဝနိုင်တိုရဲ့ခံစားချက်မျိုးရာသွားမှာပဲဖြစ်ပါတယ်နိုင်တိုဂိမ်းနဲ့ရောက်သွားတဲ့လိုမျိုးဖြစ်သွားတော့တဲ့အထိ မွန်းတို့ဘက်ကလုပ်ပေးတာပါတယ်ဒီတစ်ခေါက် collaboration ကတော့မွန်းတို့ဘက်ကတော်တော်လေးဥမာတာဝန်ကျေပါတယ်တော်တော်လေးဥမာလှတဲ့ skin တွေကိုထုတ်ပေးနိုင်တယ် skin ဖက်တွေကတော့လုံးဝပြောစရာမရှိတဲ့တော့ပါပါတယ်အဲ့တော့ bro အနေနဲ့ night ကို skin လေးကိုဆက်ပြီးတော့ကြီးရှုလိုက်ကြပါဦး နောက်တော့အောင်နေနေရတော့ Clara နဲ့ Color လုံးမယ် Sakura ရဲ့ skin လေးပဲဖြစ်ပါတယ်ဒီ skin ဟာဆိုရင်လည်း intro animation လေးရတယ်နားတယ် intro မှာလည်း Warbro အနေနဲ့လုံးဝအတန်ကြီးရလွင့်ကြီးကိုကြားနေရမှာဖြစ်ပါတယ်အဲ့တော့ဒီ skin နေရတော့လုံးဝပြောစရာမရှိတဲ့မှာပါပါတယ် Bro အနေနဲ့ယူယူလာစင်းနေတကောင်းတော့ရအောင်ယူသင့်တယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်အဲ့တော့ diamond တွေကိုလည်းကြိုးစုလာကြပါကုရီးယားကြိုးစုလာကြပါကဲဒါဆိုရင်တော့ Sakura ရဲ့ skin ပုံစံလေးကိုဆက်ပြီးတော့ကြည့်လိုက်ကြပါဦး just a rock like in motion. နောက်တော့အနေနဲ့ကတော့ free pay မယ်လို့တင်ထွက်နေတဲ့ Gara ရဲ့ skin လေးပဲဖြစ်ပါတယ်။ဒီ skin ညာဆိုရင်တော့ bee နဲ့ collar လောက်မှာဖြစ်ပြီးတော့အဲ free pay မယ်လို့တင်ထွက်ထားတာပဲဖြစ်ပါတယ်။ free pay မယ်ဆိုပေမဲ့အခုမြင်တွေ့ရတဲ့အတိုင်းပဲ intro animation တွေကလည်းလာတယ်။ free ဆိုတာထက်ကိုပိုးတယ်။ပြီးတော့ဒီ skin effect တွေကလည်းပြောစရာမရှိဘူး။အဲ mono bag တွေယူရော free pay ရတယ်ဆိုပြီးတော့လည်းပြီးသွားလွယ်မလောက်ထားဘူး။ဒီ collaboration လုံးဝတေချာလေးဥမှာလောက်ထားပြီးတော့ bro အနေနဲ့မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဟိုဒီမှာဆိုရင်လည်း skin fat တွေကိုကြီးလိုက်မယ်ဆိုရင်တော်တော်လေးဥမာမိုက်ပါလေအဲ့တော့ bro အနေနဲ့ဒီ skin တွေရဲ့ base skin ကိုကြိုက်ဆုံးလဲ base skin ကဘာတွေလိုအပ်ချက်တွေရှိနေလဲဆိုတာကို comment လေးမှာရေးခဲ့ပေးလို့ရပါတယ်အဲအဲ့တော့ကျွန်တော်ရဲ့ video လေးကတော့ဒီနေ့တော့ဒီလောက်ပါပဲဆုံးနေကြည့်ပေးတဲ့ကြောင့်ရှင်းနေအောင်ကျေးဇူးတင်ပါတယ်နောက် video တွေမှာဆက်လက်ဆောင်ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်